ကျွေးတမင်တော့စားကြမယ်လေကိုစင်းနေနော်ကြွဒါလေးလက်ဆောက်တက်လိုက်အောင်ပဲပြီးခံနေပြီအဲ့တော့ကိုသွားနေမယ်နော်ဟုတ်ကဲ့ ငါချင်းမင်းဒီနေ့ကွန်လိုဘက်သွားအောင်မလားပြောတော့မပြောတတ်သေးဘူးဘာဖြစ်လို့လဲဟိုပြောစရာရှိတယ်ဆိုတာထက်တငယ်ချင်းအချင်းချင်းအကြံပေးခြင်းတဲ့သဘောပါမင်းနဲ့ငါကြမှာအဲ့လောက်စကားပလင်နေခံနေကြမှာမလို့တာပြောစရာရှိတာပြောလေဟိုမင်းနဲ့ယရီနဲ့ဒီလိုပဲနေသွားကြတော့မှာလား ငါတို့ကဒီလိုပဲနေလို့ရတဲ့အခြေအနေလေးကြောသွားတယ်။ဟိုငါပြောချင်တာအဲ့လိုသဘောမျိုးမဟုတ်လေ။ယရီလည်းမင်းအကူညီနဲ့တော်တော်လေးပြည့်စုံနေပြီပဲ။မင်းသူ့ကိုလွှတ်ချဖို့စိတ်ကူးမရှိဘူးလား။မင်းဒီလိုရှေ့ဆက်သွားနေမယ်ဆိုရင်မင်းတို့မိသားစုဘဝထိခိုက်လာနိုင်တယ်နော်။ကျွေလည်းခန့်ညံ့ညံ့မိမမဟုတ်ဘူးဆိုတာမင်းသိမှာပါ။မင်းပြောတာလည်းမမှားပါဘူး ငါ့ကိုတတိပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်။လက်ရှိအခြေအနေကတော့ငါ့အတွက်ရောဘူးအတွက်ရောဖျက်ခတ်နေမှာပဲ။ငါလည်းဘူးကိုတန်ရုံးစင်ဖျက်ဖို့မေ့နေခဲ့တယ်ကွာ။မကြိုးစားကြည့်ပါဦးမကြိုးစားရဲ့။ ကိုကြီးရရောက်လာခင်ဗျာကိုကြီးမသွားဘူးလားမသိဘူးဒါပြီတော်တော်ပြောင်းလဲသွားတယ် ဒီခါဘူးမိမိပေးထားမဟုတ်ဆိုတော့သိကြတယ်မိတငယ်ချင်းတယောက်ကစီစဉ်ပေးထားတာလေဟုတ်လို့နင်းကစစ်လားစေးလားနဲ့မင်းမအဲ့လိုပြောဖို့အခွင့်အရေးမရှိဘူးနော် ကျွန်တော်ကသိချင်တော့မိတာပဲဒီကညကဘာလာလောက်တာလဲခဏငါစီခဏခဏမလာနဲ့ဟာနေမှာကျွန်တော်ရသည်ဒီလာတာဘာတွေခက်ခဲများရှိနေလဲအေးရှိနေတယ်ဆိုရင်တော့ကျွန်တော်ယူဆိုင်မှာပေါ့ရီကျွန်တော်ရီကိုလက်ထပ်ချင်တယ် မဖြစ်နိုင်တာမပြောစမ်းနဲ့ဘာလို့မဖြစ်နိုင်ရပါလဲကျွန်တော်အစနဲ့ယတိကိုလက်ထပ်ဖို့ရွေပြီးချိတ်ခဲ့တယ်ဆိုတာယတိလည်းသိနေတာပဲလေအဲ့ဒီအတွက်ねဘလို့ပြဿနာမျိုးလဲဆိုတော့ကျွန်တော်ရင်ဆိုင်ကိုဆုံးဖြတ်တာပြီစားဟုတ်တယ်မဟုတ်တယ်နင်စကားကိုအဲ့လောက်အပိုင်မပြောနဲ့ငါနင့်ကိုလက်ထပ်မယ်လို့ဘယ်တော့မှဂတိမပေးခဲ့ဘူးနော်ဟာယတိဘယ်လိုစကားမျိုးပြောနေလဲကျွန်တော်ယတိအတွက်ねအရာရင်းပြီးလာခဲ့တယ် ြောကျွန်တော်ဝုန်းဝင်နေပြောတာပါယတိမှာတခြားတစ်ယောက်ရှိနေပြီလားအမှန်တခြားတစ်ယောက်ရှိတာမရှိတာအရေးမကြီးဘူးငါနေနဲ့လက်ထပ်ဖို့စိတ်ကူလုံးဝမရှိဘူးဟာငါစီကနေအဲ့ဒါမျိုးထပ်ပြီးတော့မမျော်လင့်ပါနဲ့တော့ဒီမှာရတယ်ကျွန်တော်ဆိုတယ်ကောညှော်လေးတက်တက်ကောကျွန်တော်ဒိုးချင်တော့မှန်လို့မြောက် 下下学了，从这里有去，这里要就闹腾，就是。 ာပတ်သက်မှုမာပဆက်လောက်ပါလေတကယ်လို့ကျွေးတည်သွားတယ်ပြဿနာချင်းချင်းတက်ပါရတိကိုပြချထားလိုက်ရတိတယောက်တယောက်အဆင်ပြေပါမလားကြောကြောပြောတဲ့အတိုင်းဆိုရင်တော့ရတိကငါလွတ်ချလို့ရတဲ့အခြေချင်းရှိတာပဲဘုခံကဘုခံကမင်းမိသားစုရဲ့ရည်ရည် 背后去越，你家生产好头疼，我买那两万块钱。 တွေအများကြီးတောက်နေရလဲကိုနည်းနည်းပဲတောက်တာပါကျွဲ့ကျွဲ့ပဲချင်းပြန်ရောက်တာလဲသမီးရောကျွဲ့နဲ့သမီးကအတူတူပြန်လာတာကိုကအတွေ့ရလွန်နေတော့ကျွဲ့တို့သားမျိုးပဲမြင်ပါမလား